ညင်းချိန်၌ပေါ်လာသူကန္တာဤကန္တာသည်ညင်းချိန်၌ပေါ်လာသူကန္တာမြည်ဤကန္တာသည်မကမျိုးတော်၌ကြောက်ခဲ့ဤကန္တာသည်အာရတော်16ပါးပါရှိ၏အာဥဇဘလာဟိမနရှိုက်တောနရဂျီဘစ်မလာဟိရဟ်မန်နရဟီမပြတ်မစဲသနာကျင်နာညတာတော်မူသောမဟာဂိယုနာရရှင်ဖြစ်တော်မူသောလောရှင်မြတ်၏နာမတော်ဖြင့်စပြုပါ၏ ။အရှင်မြတ်သည်မိုးကောင်းကင်ကို၎င်းညင်းချိန်၌တွာလာသောအရာကို၎င်းတက်တည်ထူတော်မူ၏။ဆင်းဆင်းညင်းချိန်၌လာသောအရာကမိသည့်အရာဤကိုအတင်းသိပါသလော။ယင်းသည်ထွန်းပေါက်လင်းဝင်းတောက်ပါသောကြဲတရာပင်လူတိုင်းလူတိုင်း၌ထိမ့်သိမ်းဆုံးရှောက်သူကောင်းကင်တမန်တဦးစီရှိနေသည်။သူဖြစ်ပေရာလူသားသည်မိသည့်အရာမှမိမိဖန်ဆင်းခြင်းခံရရသည်ကိုကြည့်ရှုရပေမည်။ သူလူသားသည်ပန်းရွတ်ထွက်သောအရေးမှဖန်ဆင်းခြင်းကိုခံခဲ့ရလေသည်ထိုအရေးသည်ကြောရိုးနှင့်ရင်ရိုးများ၏အကြားမှသို့မဟုတ်တစ်ခုလုံးမှထွက်လေသည်ဧကံမလွဲထိုရှင်မြတ်သည်ထိုလူသားအမှန်ပင်ရှင်မြတ်ထားစီတော်မူနိုင်သောအရှင်မြတ်ပင်ဖြစ်တော်မူ၏လျှို့ဝှက်ချက်များစစ်ဆေးစူးစမ်းခြင်းခံရသောနေတွင်ထိုလူသား၌မြည်သည့်စွမ်းရည်မှလည်းရှိလိမ့်မည်မဟုတ်ကုညီဆောင်မမည်သူ၏လည်းတူတူတယောက်များပင်ရှိလိမ့်မည်မဟုတ်ပေတကားငါရှင်မြတ်သည် မိုးရေရသွန်းသောမိုးကောင်းငင်ကိုတတ်တည်ထူတော်မူ၏ထို့ပြင်ငါရှင်မြတ်သည်တည်နှံထွက်ချိန်တွင်အကွဲသောပထဝီမြေကိုတတ်တည်ထူတော်မူ၏ဤကံမလဲဤကုရံကျမ်းတော်မြတ်သည်အပိအပြတ်စကားပင်ဖြစ်ပေသည်တိကျပြတ်သားသောအဆုံးဖြတ်ပင်ဖြစ်ပေသည်၎င်းပြင်ထူစကားသည်ထိုကုရံကျမ်းတော်မြတ်သည်ကယောကမီပြောဆိုသောစကားမဟုတ်ပေအကန်စစထိုကဖတ်သည်ပင်ညင်ပေသောသူတို့သည်အကျံအစီအမျိုးမျိုးကိုကျန်စီလျက်ရှိကြကုန်၏ ။အရှင်မြတ်တိလည်းဂျန်စီမျိုးမျိုးဂျန်စီလည်းရှိတော်မူ၏။သူဖြစ်ပြီးရန်ဩနဘီတမန်တော်အတင်သည်ကာဖတ်သွေးဖင်ခြင်းပဲ့တော်သူတို့ဟာရွှေဆိုင်ဝင်ပြီးပါလိ။အတင်သည်၎င်းတို့ဟာမတိမတအချိန်ဆွဲထားပါလိ။ခေတ္တလမ်းဆန်းထားပါလိ။